တောင်းတမလို့ PSF ထင်းရီထင်းချုပ်ထားတဲ့ကြောင်မင်းမျိုးကိုစစ်ကောင်စီတပ်ကဘုံထမှန်ကျဲချတိုက်ခဲ့တာကြောင့်ဒေသခံတအူတေဆုံးခဲ့ပြီး၂ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး၃ရက်အတွင်းလေကြောင်းတိုက်ခတ်မှုကြောင့်တေဆုံးသူ၅ဦးအထိရှိလာပြီး15ဦးထပ်မံဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကတည်ရပါတယ်မနေ့ဇွန်လ26ရက်ညတကောင်ရံ7နှစ်ခွဲမှာကြောက်မဲမျိုးကိုစစ်ကောင်စီတပ်ကဂျက်လီယင်နဲ့ ပေါင်150ဘုံနှလုံးလာရောက်ကျဲချတက်ခတ်ခဲ့တာဖြစ်ပြီးအဲ့ဒီဘုံကျဲတက်ခတ်မှုကြောင့်အသက်49နှစ်အရွယ်ဒေါ်မွန်းနှောင်းဆိုသူတေဆုံးသွားခဲ့ပါတယ်။ဒါအပြင်အဲ့ဒီဘုံကျဲမှုကြောင့်အသက်18နှစ်အရွယ်ဇော်ထွန်းလင်းနဲ့အသက်19နှစ်အရွယ်ဖြိုးတန်းကျော်တို့ဒဏ်ရာရခဲ့ပြီးအိမ်နှလုံးလဲထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ပြည်ခဲ့တဲ့ဇွန်လ24ရက်မှာလဲကြောက်မင်းမြို့လူစီကားတဲ့နေရာဖြစ်တဲ့စံပြထမင်းဆိုင်အပါဝင်မြို့ထဲကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ဒေသခံ၄ဦးတိဆုံးခဲ့ပြီး14ဦးဒဏ်ရာရခဲ့ပါတယ်။ဒါကြောင့်ပြည်ခဲ့တဲ့ဇွန်လ24ရက်ကနေမနေ့ဇွန်လ26ရက်နေ့အထိကြောက်မင်းမြို့ထဲကိုစစ်ကောင်စီတပ်ကလေကြောင်းကနေနှစ်ကြိမ်ဘုံကျဲချတိုက်ခတ်ခဲ့ပြီးတိဆုံးသူ၅ဦးထိရှိလာပြီဖြစ်ပါတယ်ရှင်။